အားလုံးပဲမင်္ဂလာပါဗျာခုဒီခါမှာတော့ရန်ကုန်မြို့လေတော်မှာ လာပြီးနေမှာအကြီးတန်းသွားတဲ့ဖြစ်ရဖြစ်သွားတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီ knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလာကင်းလို့တဲ့သတင်းချုပ်လာပြည်နေပေါ့နော်ဒါပေမဲ့ကြားတဲ့သတင်းတခုကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အာလာပြည်နေမှာဒါရန်ကုန်မြို့လေကောင်32လမ်း Beauty Land Hotel အခန်း900နေမှာမင်္ဂလာတယောက်ကိုဒါအပိုင်းပိုင်းဒီလိုလုတ်ပြီးတော့အပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူသက်မှုဆိုတာသိတယ်ပေါ့ဆိုတော့ဘလို့ဖြစ်တာလဲဆိုအခုကဒီလိုမျိုးတခြားမျိုးနယ်တွေတော့ကျမတို့ကတော့တိတ်မသိဘူးလေနော်ကိုကတော့ရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရက်ကြီးတွေ အဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲအဲ့ပြဿနာဖြစ်နေတာပြီးတော့အခုကအွန်လိုင်းပေါ်မှာတယောက်နဲ့တယောက်မသိပဲနဲ့အာအွန်လိုင်းပေါ်မှာလည်းရည်သားတွေဖြစ်ကြတယ်အာသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇေယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာအွန်လိုင်းပေါ်ကအပေါ်ရန်အလှပုံလေးကြီးကြည့်ပြီးတော့ကြိုက်ကြပြီးတော့အပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီဟိုတယ်တွေတဲကိုကမ်းတွေ အဲရောက်ကြတယ်ဗောနော်ရောက်ကြတာရေနောက်ဆက်တွဲပါလဲဆိုတော့အခုလူငယ်တွေရှားထဲမှာလည်းထပ်ပြီးတော့အာမူးယစ်ဆေးပြတနာမူးယစ်ဆေးကြတော့အာလူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင် ဒါကဒါသူ့ရဲ့ဒေါသကိုမထိနိုင်လို့လူသက်မိသွားတယ်ဆိုတဲ့အနေအထားရှိတယ်လေနော်ဒါပေမဲ့ဒီလိုအပိုင်းပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကြတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်အဲစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်တယ်ဆိုတော့အာလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအထူးကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူရမူရစေအဲအထူးကမူရစေရဲ့ side effect တွေပေါ့နော်မူရစေရဲ့ side effect ကများသောဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ်တော်တာဖြစ်ပြီဆိုလဲအဆုံးထိတွေလေအဲ့တော့ဒီလိုမျိုးအဲ့လိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လဲထင်တယ်ပေါ့နော်ဒါက ကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစေရပါအာအလွယ်လေးတယောက်နဲ့တယောက်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမွေးစင်နောက်ဆက်တွဲတွေရဲ့ဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တကယ်ခံမသိသေးဘူးလို့တော့ပြောကြတယ်ဒါဆိုရင်တော့ကျင်းတည်တယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့မှတ်ပုံတင်နေပါလိမ့်များမယူလို့လာပါတော့မှတ်ပုံတင်ယူရင်တော့တို့နောက်ဆက်တွဲဘာလို့ဆိုတာသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတင်တော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လေရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနာမှာလေ နော်စုလိဖေဟာတကယ်မြို့လေကောင်တက်တဲ့စုလိဖေဟာနားမှာနေဒီလိုဖြစ်တာကြတော့လေအမြင်ကသိပ်ပြီးတော့မတင်တယ်ဘူးကိုလေနော်အလားပြင်းနေကြီးကလည်းဖြစ်တယ်ပေါ့ကြားရတာတွေကစိတ်စိတ်တော့မကောင်းစရာပေါ့နော်